ပရိသတ်ကြီးအပြုတ်ကြီးလို့စခေါ်ခံရတဲ့အရွယ်တစ်ခုရောက်လာပြီမို့လူသိရှင်ကြားဒိတ်လို့ရအောင်ဒိတ်ဝင်းမီကိုလက်ခံပြတာပါလို့ဖွင့်ဟလာတဲ့ဖွဖွေပါအနုပညာလောကမှာအားပေးမှုခိုင်မာရရှိထားတဲ့အကယ်ဒမီမင်းသမီးဖွဖွေကတော့ဒိတ်ဝင်းမီ season 2မှာအပြုတ်ကြီးလို့စခေါ်ခံရတဲ့အရွယ်တစ်ခုရောက်လာပြီမို့လူသိရှင်ကြားဒိတ်လို့ရအောင်လက်ခံတာလို့ဖွင့်ဟလာပါတယ်ဒိတ်ဝင်းမီ season 2မှာဖွဖွေတော်အန်စင်းတွေဆိုတော့ဘာမှသိမသိဘူးရိုက်ကွင်းနေရာရောက်ရမှာဆိုတော့လေဖွဖွေမထင်မှတ်လောက်ပဲနဲ့အရန်ကို enjoy ဖြစ်တယ် ပရိသတ်တွေထိတွေ့ရတဲ့အချိန်မှာပျော်ဖို့ကောင်းတယ်။အရင်တော့ကအနေလှက်ပြီးရုပ်ရှင်ပရိုမိုးရှင်းတွေလုပ်တာကိုတွေ့ရတယ်။ကိုချစ်လို့ရွေးထားတဲ့အထက်ကမှစကားတွေပါတဲ့သူတွေနဲ့တွေ့ရတော့ love energy တွေရတယ်။ဖွေတီထက်နေတဲ့အချိန်ဆိုရင်လက်ခံဖြစ်ချင်မှလက်ခံဖြစ်မှအခုကျတော့ကိုယ့်ကိုအပြိုကြီးလို့စနေကြပြီမို့လူသိရှင်ကြပဲဒိတ်လိုက်ပါမယ်ဆိုပြီးတော့လက်ခံဖြစ်တာပါ။ဒီရွယ်ရောက်မှဒိတ်တဲ့အတွက်ရင်ခုန်နေတယ်လို့ပြောဖို့လည်းကောင်းပါတယ်။ဖွေနဲ့ဒိတ်ချင်ရင်ဖွေကိုချစ်ရမယ်စိတ်ထားကောင်းအောင်မယ်လို့အကဲရင်ဖွေဖွေကပြောပါရတယ်။ သူမကတော့ TV game program နေအနေနဲ့ပထမဦးဆုံး David Mee ကိုစတင်လက်ခံခဲ့ဘူးလားလို့လဲဆိုပါရယ်။ဖွဖွေကတော့အမှုပညာသရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီးရုပ်ရှင်စကားကြွေးရိုက်ကူးထားမှုမကြခင်ုံတင်လာဖို့ရှိရလို့လည်းသိရပါရယ်။ပရိသတ်ကြီးတွေအမြောက်ပေးလိုက်ပါရယ်နော်။အခုတင်ဆက်ပေးမှာကတော့လင်းထိပ်စားဇံဘွားကနေအရန်ချင်းမိလို့နားကျင်နေရတယ်ဆိုပြီးတော့ရင်ဖွင့်လာတဲ့မတ်အေတောင်းရဲ့အဖြစ်ပါ။လင်းချစ်ခင်ရတဲ့မျိုးသမီးတယောက်ဆိုပြီးမကြခင်ထိကျူးပြခဲ့တဲ့မတ်အေတောင်းကတော့အခုဆိုရင်မပြေလဲတဲ့သူတို့အိမ်တော်ကြီးနဲ့ပတ်သက်ပြီးရင်ဖွင့်လာခဲ့ပါပြီ။ မဲ့အီတောင်ကတော့လူတကာချစ်ကြတဲ့အပျိုကြီးမဲ့အီတောင်ဘွားကနေလင်းထိတ်ထားဆံဘွားကိုကူပြောင်းခဲ့သူဖြစ်ပါတယ်။မဲ့အီတောင်ကတော့ပြည်သက်တွေကအပျိုကြီးဘွားနဲ့ရိုးထုံမဲ့ထင်ခဲ့ပေမဲ့ကိုဗစ်ကာလမှာချစ်ရသူနဲ့ရှေ့လက်တဲခဲ့ပါတယ်။အချိန်တော်ကြာမှအပျိုကြီးဘွားကနေစစ်လွတ်ခဲ့တဲ့မဲ့အီတောင်ကယောက်ျားရပြီးချိန်မှာယောက်ျားသီးသာအရာရာဖြစ်နေခဲ့ပါပြီ။မဲ့အီတောင်ကတော့အင်းအောင်ကြာပြီးချိန်မှာယောက်ျားရဲ့ချစ်သူနဲ့ပျော်ရွှင်ရတယ်ဆိုပြီးအမြဲတူးနေခဲ့တာပါ။အမျိုးသားဖြစ်သူကပြပြဆုံဆုံလဲထားတယ်လို့ကလေးတယောက်လိုချင်တာမို့ကလေးတယောက်လိုချစ်ခင်ပေးနေတာမို့ အင်းအောင်ကြပြီးမှပို့ပြီးပျော်ရွှင်နေရတယ်ဆိုပြီးตายရတဲ့သူ့ရဲ့အင်းအောင်ရဲ့အကြောင်းကိုခဏခဏပြောခဲ့ဘူးပါတယ်။မအေးတောင်းကယောက်ျားကိုဘလောက်တောင်အားကိုလဲဆိုရင်ချော်လဲရင်တော့ယောက်ျားကိုတွေ့ရတဲ့ခလေးကြောက်လို့ငိုရတဲ့အထိပါပဲ။အရင်ချစ်တက်ပြီးအားကိုရတဲ့အမျိုးသားကိုပိုင်ဆိုင်ထားတဲ့မအေးတောင်းကတော့အရင်ကတခုခုဆိုရင်ဘာမှမဖြစ်အောင်စက်ခိုင်ပြီးမြဲအခုကတော့ချော်လဲရင်တော့ယောက်ျားမျက်နှာတွေ့ရတဲ့ချွဲပြီးငိုချင်တဲ့အထိဖြစ်နေရပါ။မအေးတောင်ကတော့သူ့မျိုးသားကသူ့ပေါ်ရမ်းချစ်လို့ပြည့်ပြည့်စုံအောင်ထားပေမဲ့မကောင်းတဲ့အချက်ကတော့ အလုတ်ကိုပဲတဲကြီးမဲကြီးလှုပ်တတ်တာနဲ့မရိုတတ်တာလို့ဆိုပါရယ်မပြောပါတော့တဲ့အားနဲ့ချက်တွေရှိပေမဲ့လည်းအမျိုးသားကသူ့ကိုအပြိုတော့ကအတိုင်းစိတ်ချမ်းသာအောင်ထားတာကြောင့်အိမ်အောင်ကြသားတာသူ့အတွက်ပြောင်းလဲမှုမရှိပဲပျော်ရွှင်စရာတွေသာပို့တိုးနေရဲဆိုပြီးလင်းထိတ်ထားဆန်တို့ရဲ့လမ်းစဉ်တိုင်းပြောလာခဲ့ရလဲဖြစ်ပါရယ်နောက်ကြရဲ့အစ်စ်တွေနဲ့ပျော်ရွှင်နေရလို့ကလေးတော်မလို့ခြင်းမှုဆိုပြီးနှစ်ယောက်တည်းဘဝကိုဖန်တီးနေထိုင်နေမအိမ်တောင်ကအခုဆိုရင်ထင်းလို့ဖြစ်မလာတဲ့အိမ်အောင်ကြီးကြောင့်စိတ်ညစ်နေရတဲ့ပုံပါပဲ မအီတောင်ကပုံမှန်ဆိုရင်ကြားဖြစ်သူရဲ့ကောင်းချောင်းလေးသူ့ပေါ်ချစ်တဲ့အကြောင်းတွေကိုပရိသတ်တွေအားကြောင်းထုတ်ပြောတတ်သူပါစကားစေကုန်ပြောရင်ကိုကွန်လောက်ကယောက်ျားဖြစ်သူရဲ့ကောင်းချောင်းကိုပြောတတ်တဲ့အထိလင်းထိတ်ထားဆန်နေမအီတောင်ကတော့အခုဆိုရင်အသေးကွယ်မှုနဲ့ပို့တွေစာရီတင်လာခဲ့ပါပြီအမြဲတမ်းယောက်ျားကောင်းချောင်းပြောပြီးယောက်ျားတည်တာတကဘာဖြစ်နေတဲ့မအီတောင်ကအခုဆိုရင် အချစ်နဲ့ပတ်သက်ပြီးခံစားနေရတယ်ဆိုတာကိုစာရေးပြီးတင်လာခဲ့တာလည်းဖြစ်ပါတယ်မအီတောင်ကတော့ပို့ချင်ပြီလို့နားကျင်နေရတယ်ဆိုပြီးသူ့ရဲ့ခံစားချက်တွေကိုရင်ဖွင့်လာခဲ့ပါပြီ နားကျင်မှုတွေကိုခန်းစားနေရတဲ့မအေးတောင်ကတော့သူ့ရဲ့ခန်းစားချက်တွေကို secret တလိပ်ဖွာပြီးရှင်ဖွင့်ခဲ့တာပါသူကလမ်းမကြီးရဲ့တနေရာမှာ secret ဖွာရင် နားကျင်မှုတွေပြပြောက်ချင်နေရလဲဖြစ်ပါတယ်ယောက်ျားကသာအရရထင်ခဲ့တဲ့မအေးတောင်ကအခုဆိုရင်လိုချင်တာလိုတာထပ်ပို့ပြီးတော့ချင်ပြီလို့နားကျင်နေရပြီလို့ဆိုပါတယ်သူကချင်ပြီလို့နားကျင်ခန်းစားရတာတွေကိုဖြပြဖို့ secret တလိပ်တောင်းနေခဲ့ပြီးနားကျင်မှုတွေကမဟုတ်ထုတ်လိုက်တဲ့ secret ငွေတွေထဲပါသွားရင်ကောင်းမယ်ဆိုပြီးသူရဲ့ခန်းစားချက်တချို့ကိုကြပြဆဆန်းထုတ်ပြောလာပါတယ် မေးတောင်းကတော့ဘာရီဘယ်လိုဖြစ်လဲဆိုတာမပြောခဲ့ပဲရန်ချင်းမီလို့နားချင်းနေရတဲ့သူ့ရဲ့အိမ်တော်ရဲ့အကြောင်းကိုပရိသတ်သိအောင်ရှင်းဖွင့်လာခဲ့ပါတယ်။မေးတောင်းကတော့အစာချောင်းလေးကိုကြိုက်လို့တင်တာလားတကယ်ပဲအသေးကွဲ့ညာလားမသိပေမဲ့ပရိသတ်တွေကတော့အစာကိုကောင်စားပြီးစကားကိုကောင်မပြောသင့်ဘူးဆိုပြီးတချင်းကကျူးပြရတဲ့ပတ်သက်ပြီးဝေဖန်နေကြပြီပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့အများဝေတင်ဆက်ပေးလိုက်ပါတယ်နော်။အခုတင်ဆက်ပေးချင်တာကတော့ KTB ပိုင်ရှင်ဖြစ်ခဲ့တဲ့ကြော်ရအောင်ကတကယ်ပဲမြန်ငယ်ထားခဲ့တာလားဆိုတဲ့သတင်းလေးပါအနုပညာလောကမှာဆယ်စုနှစ်ကျော်တန်အောင် ပရိသတ်တွေအားပေးချစ်ခင်မှုကိုရရှိထားသူကတော့ဝိုင်းသို့ဆောင်မင်းသားကျော်ရဲအောင်ပဲဖြစ်ပါတယ်။သူကကာရီတာမျိုးစုံကိုဟာခွက်မရှိအောင်ပြပြပြမြင်သို့ဆောင်နိုင်သူတူဖြစ်တာကြောင့်အနုပညာသမားချင်းချင်းကပါလေးစားအကြနေရဖြစ်ပါတယ်။ ERI တိုင်းသားကြီးကျော်ရဲအောင်ကဇနီးဖြစ်သူမဆုမွန်နဲ့လက်ထပ်ခဲ့ပြီးသူမြတ်ကျော်ရဲအောင်ဆိုတဲ့သားလေးတောင်းနဲ့မုံနသာကျော်ရဲအောင်ဆိုတဲ့သမီးလေးတယောက်ကိုရရှိပိုင်ဆိုင်ခဲ့ပါတယ်။သမီးလေးမုံနသာကျော်ရဲအောင်ကအဖခင်နဲ့တပုံစံနဲ့တူတဲ့ဖေအတူသမီးလေးဖြစ်ပါတယ်။ကျော်ရဲအောင်ကသူ့ရဲ့သမီးလေးမုံနသာကျော်ရဲအောင်ကိုအယမ်းချစ်ပါတယ်။ ဇော်ရောင်ကအောင်မြင်နေတဲ့အချိန်အတွင်းမှာပဲဇနီးဖြစ်သူနဲ့လက်ထပ်ခဲ့တာပါတခိတခါရဲ့မင်းသားအငယ်ဖြစ်အောင်မြင်နေသလိုတစ်ဖက်မှာလည်းကလေးနှစ်ယောက်အဖေဖြစ်မိသားစုဘဝကိုထူထောင်ခဲ့ပါတယ်ဒါပေမဲ့ဇော်ရောင်ကတော့ဇနီးဖြစ်သူနဲ့ပျော့ပျော့ရွှင်ရွှင်ရဲ့လို့တစ်ခါမှပွဲမတက်ခဲ့ဘူးပါဘူးသူတို့အိမ်တော်ကြီးနဲ့ပတ်သက်ပြီးပြဿနာတွေသတင်းတွေကလည်းမျိုးစုံထွက်ခဲ့ပါတယ်ဒါပြင်တော်ရအောင်ကဇနီးရှိသူကိုပြစ်ထားကအမြဲငယ်ထားတယ်လို့သတင်းတွေထွက်ခဲ့တာပါတကယ်ကတခြားမင်းသားတွေလိုမျိုးဇနီးဖြစ်သူနဲ့အတူပွဲတက်တာတွေမရှိတော့အခုလိုဝေဖန်ခံရတာဖြစ်ပါတယ် ကြောရောင်ကမင်းသမီးငယ်လေးတယောက်ကိုစင်တင်ပေးတဲ့အချိန်မှာမင်းသမီးငယ်နဲ့မရှုံရှင်းလေးတွေရှိတယ်ဆိုပြီးဝေဖန်မှုတွေမြင့်တက်ခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လဲအစိုးရမင်းသမီးကအမှုပညာလောကခံနေအောင်အားယူသွားခဲ့ပါတယ်။မင်းသမီးအနေနဲ့ဇက်ကားတွေဆက်မရိုက်ပဲစီးပွားရေးလုပ်ရင်းနဲ့သာရပ်တည်ခဲ့ပါတယ်။အားလုံးမထင်မှတ်ထားတဲ့အရာတခုကကြောရောင်က KTV ပိုင်ရှင်ဖြစ်ခဲ့မှုပါတယ်။အားအကြောင်မို့လဲအခုလိုသတင်းစကားတွေပို့ထွက်လာခဲ့တာပါ။ကြောရောင်နဲ့မဟုတ်မှန်ပြောဆိုတာတွေမခံချင်တာကြောင့်အခုချိန်ထိရှောင်ရှားခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုချိန်ထိကြောရောင်က မြန်ငယ်ထားတယ်ဆိုရယ်ကောလဟာလာသတင်းတွေကပြက်နေတော့မှာပဲဒါကြောင့်မို့လဲကြောရအောင်ကသူ့ရဲ့အိမ်ဆောင်ကြီးကိုပြက်ပြက်တသားအတိပေးလာပါတယ်ဇနီးဖြစ်သူနဲ့အချင်းကြားကြီးတအိမ်နဲ့နေတာကြောင့်ပေါင်းတင်နေထိုင်တယ်လို့အထင်လွဲနေကြတယ်ဆိုပြီးရှင်းလာခဲ့တာပါတကယ်တော့ကြောရအောင်ကသမီးငယ်လေးကိုမွေးတဲ့အချိန်ကလေးကအိမ်ဆောင်ကြီးအဆင်မပြေခဲ့တာဖြစ်ပါတယ်သားကြီးနဲ့သမီးရဲ့မျက်နှာကြောင့်ဇနီးမောင်နှံတယောက်ကထောက်ထားနေခဲ့ကြတာပါ။ဒါပေမဲ့လည်းပေါင်းဖို့ဘလို့မှမဖြစ်နိုင်တော့တဲ့အကြောင်းအမုန်းနသားကျော်ရဲ့အောင်လင်းငယ်ငယ်လေးကအနှစ်ယောက်သားတိတ်တဆိတ်ကွာရှင်းသားကြပါရဲ့ ။ဒါနဲ့သမီးငယ်သိငယ်ခန်းစားမှာစိုးရိမ်တဲ့အတွက်ကွာရှင်းတာကိုအတိမပေးခဲ့တာပါ။တရားလုံးကကွာရှင်းထားပြီးမဲ့သားသမီးမျက်နှာကြောင့်တိမ်ထဲမှာအတူနေခဲ့ကြပါရဲ့။ဇနီးဖြစ်သူကအိမ်တစ်ဖက်မှာနေထိုင်တာကြော်ရအောင်ကအိမ်ရဲ့တစ်ဖက်မှာနေထိုင်တာပါ။အချိန်တော်တာတဲ့အချိန်တော်ကြာတဲ့အထိကိုသားနဲ့သမီးကသူတို့ကွာရှင်းတာကိုမသိခဲ့ပါဘူး။မိဘတွေစိတ်ဆိုးလို့တိမ်ထဲအတူမနေဘူးလို့သာထင်နေကြတာပါ။တကယ်တမ်းမှာတော့ကွာရှင်းထားကြပြီးတကယ်ချင်းလို့ဆက်ဆံရေးတာပြောဆိုနေကြတာပါ။ တမင်းငင်ငယ်ကလေးကကွာရှင်းထားပြီးမြကြောရောင်ကအမြင်ငယ်ထားဖို့အတွက်စိတ်ကူးလေလုံးဝမရှိခဲ့ပါဘူး။အကြောင်းရင်းကတော့သူကိုယ်တိုင်တော့အနိုင်နိုင်ဖြစ်နေရကြောင်းပါ။ဒါကြောင့်မို့ဇနီးမယားနောက်ထပ်တယောက်ထားဖို့လည်းအထူးတည်းလည်းစိတ်ကူးမရှိတော့ပါဘူး။နောက်ထပ်မိန်းမနဲ့ပတ်သက်ဆက်ဆံမှုအတွက်အဆင်သင့်ဖြစ်တဲ့အနေအထားမဟုတ်တာမို့တယောက်ထက်နေနေတာဆိုပြီးအိမ်ောင်ကြီးကောလာဟာလာတွေကိုရှင်းပြခဲ့ပါတယ်။ကျော်ရောင်ကဗီဒီယိုစကားခစ်ရုပ်ရှင်စကားခစ်နှစ်ခစ်လုံးမှအောင်မြင်ခဲ့တဲ့မင်းသားဖြစ်ခွေးပဲပါတယ်။အောင်မြင်ခဲ့တဲ့မင်းသားဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ကျော်ရဲအောင်ကအတက်ကြီးလာချိန်မှာတော့ရုပ်ရှင်နဲ့သိမြိုက်တော့တို့အနုပညာလောကနဲ့ခက်ကင်းကင်းသာနေခြင်းနဲ့အရေးတွေနဲ့ပြည်နေခဲ့တာပါခက်ကင်းကင်းခက်ခေါခါနေပေမဲ့မီဒီယာသမားတွေကြားမှာတော့ကျော်ရဲအောင်ရဲ့အမျိုးသမီးအရှုပ်ရှင်ကိစ္စကမကြခဏဆိုသလိုသတင်းထွက်လာတတ်တာပါကျော်ရဲအောင်ကတော့မဟုတ်မမှန်ပြောခံရတာကလုံးဝလုံးဝမကြိုက်ပါဘူးလက်ရှိမှာကျော်ရဲအောင်ကိုသမီးဖြစ်သူကနောက်ကနေထက်ချက်မကွာလိုက်ထိန်းနေရလဲဖြစ်ပါတယ်သမီးဖြစ်သူကအနုပညာလောကရဲ့ကိုခြေလှမ်းမှုပြင်ဆင်နေရပါ ဒါပေမဲ့ကျော်ရောင်ကတော့အမှုပညာအလုပ်ဆိုတာမကောင်းတာမို့ပေးမလုပ်ချင်ပါဘူး။အင်းတော်ကြီးအရှုပ်ရှင်ကင်းခဲ့တယ်ဆိုရဲကျော်ရောင်ပေါ်ပြိတက်တွေအမြင်လေးကိုတော့ပြောပြပေးကြပါအောင်နော်။အဆုံးထိကြည့်ရှုပေးခဲ့ကြရတဲ့တယောက်ချင်းစီတိုင်းကိုအကျေးဇူးအထူးပဲတင်ရှိပါရရှင်။နန်းစုကတော့တဝက်တပြက်ပြအောင်လုပ်ခဲ့ပေမဲ့နောက်ပါကျော်ရှင်နေသူရဲ့ပုံစံကြောင့်ဖက်ရှင်စုကိုစုခုနိုင်ခဲ့ရလဲဖြစ်ပါတယ်။နန်းစုကအရင်စီဆောင်အောင်လုပ်မထားတာမို့စုရတယ်လို့ကျော်လာချိန်မှာအံ့ဩခဲ့တယ်လို့ဆိုပါတယ်။ ။စုကျင်ညာချိန်မှာမစ်လိုက်တွေထိုးချိန်မှာသူကတော့မှတခြားသူကို လိုက်ပြီးကြည့်မိတဲ့အထိပါပဲ။နန်းစုကတော့အရင်စိတ်ဆောင်အောင်မလုပ်ထားတာမျိုးကိုစုရမယ်လို့မမှန်းထားတာဖြစ်ပါတယ်။စုရချိန်မှာအတိုင်းမသိအောင်ဝမ်းသာနေပါတယ်။ fashion စုကအရေးကြီးတဲ့စုတစ်စုမဟုတ်ပေမဲ့အများနဲ့ပြည့်နေတဲ့နန်းစုတွေတော့အဖို့မဖြစ်နိုင်တဲ့စုတစ်ခုပါပဲနော်။ပရိသတ်ကြီးညဝေတင်ဆက်ပေးလိုက်ပါတယ်ရှင်။အခုတော့လူပြည်နာသတင်းလေးကိုအချိန်နဲ့တည်းကြီးကြီးရှုနာဆန်နေတော့ ကျွန်တော်ရဲ့ Selling Mama YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးအားပေးကြပါအောင်နော်အစောပိုင်းကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါရရှင်